ညောလေးကောင်းတော့နည်းနည်းခင်ပါဗျဒီနေ့က27ရက်ဆယ်လာပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျမင်္ဂလာရှိတော်နေ့ရက်ဒီတနည်းအားဖြင့်မင်္ဂလာရှိတဲ့နေ့ရက်ဒီတိုင်းဖြစ်နေတယ်ဆိုရင်လည်းမမားပါဘူးဗျဦးဇင်းတို့မြန်မာနိုင်ငံကြီးဟာအဖြစ်ဖြစ်နေလဲ ပို့ပြီးပို့ပြီးမှပဲမြန်မာနိုင်ငံကြီးဟာမင်္ဂလာရှိလာမှာဖြစ်ပါရဲ့ဖွံ့ဖြိုးမှုတွေရှိလာမှာဖြစ်တယ်လို့ဒါငြိမ်းချမ်းမှုတွေရဲ့အတီးအပွင့်တွေလဲနော်ပိုဝေစားစားအတီးတွေလဲတီးလာမယ်ပွင့်လာမယ်ဖြစ်ပါလိမ့်ဗျာနော်ဘာကြောင့်ဒီလိုပေါ့ကိုတော့အသက်ပြောနိုင်ရတာလဲဆိုလို့ရှိရင်အကျန်းဖက်တွေရဲ့နောက်ဆုံးညီကောင်ဟာပြည်သူတွေရဲ့ဂျိန်စာတွေ ပြည်သူတွေရဲ့မေတ္တာတရားတွေကိုစူးရလို့ပဲပြောရမယ်လို့ပဲသုံးတက်မှာပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်အစဒီသူတို့ပြောတဲ့ຫນွေယူဒေါ်လာကြီးပေါ့နော်။ຫນွေယူဒေါ်ຫນွေຫນွေယူဒေါ်လာကြီးလားຫນွေဥဒေါ်လာကြီးလားတော့မသိဘူးပေါ့။ပြည်သူတွေကိုသူတို့တွေစီးအောင်တာအောင်မြင်ခဲ့တယ်လို့ပဲပြောရမှာပြည်သူတွေကိုစီးအောင်တာအောင်မြင်ခဲ့တယ်။ပြည်သူတွေစီရသူတို့တွေခွက်ခောက်ခဲ့တာလဲတော်တော်များများအဆင်ပြေခဲ့တယ်ဘဝတော်တချို့ဆိုရင်ထောက်ပို့တွေဆိုရင် ဘဝကြီးပြောင်းလဲသွားတယ်တချို့ PDF တွေဆိုလို့ရှိရင်လည်းတော်တော်ကြီးပြောင်းလဲသွားတယ်ပြောင်းဘယ်လောက်ထိပြောင်းလဲလဲဆိုရင်ဟောမိမတောင်းတာတော့မှရွှေငါးဘိတ်တာနဲ့တင်တောင်းတဲ့အနေထားတစ်ခုထိဖြစ်သွားတယ်ဗျာနော်အရွှေငါးဘိတ်တာနဲ့တင်တောင်းတဲ့ဆိုတဲ့ကောင်တွေကလည်းတစ်ချိန်ကကြီးလာအောင်ရက်ွက်ထဲမှာရွာထဲမှာဘာအချိန်မြင့်မှမရှိကလေးကချေဘသူမှလူပြမတွင်းတဲ့ကောင်တွေ ဒီသူတို့ဒေါ်လာရင်းကောင်းဆောင်ပတ်ခါပါတို့ပါပါတို့ဒေါ်တော်မမမော် PDF တို့ CIPH IU ဒေါ်တော်မမလက်အောက်ခံနေအဖွဲ့အစည်းဒေါ်တော်မမခေါင်းဆောင်တွေကိုကြည့်လိုက်ပါတကယ်ကိုအခြေမြင့်မရှိတဲ့ကလေးကချေအောင်ကြားငယ်ပေါ့ဘာအလောက်ကင်မှမရှိတဲ့လူရအတွင်းမခံရတဲ့ရက်ကွက်ထဲမှာနေရတူတွေကဘူးသူတို့ကတော့ IG လက်အောက်ခံပေါ့ PDF တွေရောပတ်ခါပါတွေရောပါပါတွေရောစုံနေရပဲအဖွဲ့ပဲသူတို့တွေကခေါင်းဆောင်တွေဖြစ်လို့ခေါင်းဆောင်တွေဖြစ်ပြီးမှတကယ်ဆရာဆရာကြီးတွေပေါ့ဗျာပြည်သူတွေပေါ့ကိုသူတို့ပြည်သူတွေပေါ့တရားအနိုင်ကျင့်တဲ့ အနေထားတခုဒါတွေကိုလည်းပြည်သူအများစုကတဘောပေါက်နားလည်လာကြပြီတိလာကြပြီဒီပဲเนาะနည်းနည်းတော့ပြည်သူတွေအနေနဲ့အထီးတော်နည်းနည်းနောက်ကျလာပေါ့ဗျာဒါဘယ်လိုပဲပြောပြောဘယ်လိုပဲနောက်ကျအတီတရားဝင်လာတယ်ဆိုရင်ကိုဒါမစိုးပြောရမှာပါပဲเนาะအတီတရားနောက်မကြဘူးအတီတရားလည်းအခုထိမတီသေးဘူးဆိုရင်တော့ခံရပေါ့ပဲပြောရမှာပဲเนาะအဲ့တော့ဘာပြောပြောထိုင်းနိုင်ငံမှာဆိုရင်လည်းကြည်သူတို့ထောက်ဖို့အချင်းချင်းနေသူတို့အဖွဲ့အချင်းချင်းနေ ါအခွက်ခေါက်ထားတွေရောဟိုဟာတွေရောဟုတ်လားဟောင်စီလို့ဆိုရင်ကြည်ဟောင်စီလို့ဆိုရင်ခမတော့ဟောင်စီကိုတဲ့ဒီမြန်မာနိုင်ငံမဖမ်းဘူးလားမတော့ဟောင်စီကမြန်မာနိုင်ငံလည်းဖမ်းเสียရမလို့တယ်လို့ဘယ်သူမှလည်းဟောင်စီက